အကြီးကျယ်ရောက်တာဒုက္ခတွေအကြီးကျယ်ရောက်တယ်အကြီးကျယ်ရောက်ရတဲ့အကြောင်းကြီးကသူများရှိရပတ်ဆက်ချီးမိရအနေအတိုးပေါ်အတိုးစင်အတိုးပေါ်အတိုးစင်အတိုးပေါ်အတိုးစင်ရင်းနဲ့ဘဝစုတ်ပြတ်တက်သွားအောင်ဖြစ်သွားတာ မာယူတို့တက်လေးမှာခြံရှိရဲခြံကိုအတိုးရှိမှာသွားပေါင်မိရဲတိန်း30နဲ့ပေါင်မိတာနော်မြေရပေ20ပေ60တန်လင်းထဲမှာရှိတာအိုက်ခက်ကဆိုရင်အဲ့မြေရတိန်း200ကျော်တန်နဲ့မြေနော်ပေါင်တာ30နဲ့အကျွေးရှင်ကဘယ်လောက်ထိကိုယ့်ပေါ်မှာယုံမှာလဲဆိုတော့ဟဲ့လာခဲ့လိုက်အောင်နင့်မြေကိုသူများကခြံခတ်ထားတယ်။အော်မာကြီးကတော့သဘောရိုးပေါ့။အမေလည်းမသိသေးနဲ့အမေကိုစိတ်ကူထားတဲ့ပတ်စံဆိုတော့လိုက်သွားတယ်။ဟိုလည်းရောက်လည်းရောက်ကော။အဲ့ချံမှာလူဆိုးတွေပေါ့။ရုပ်ရှင်ကားထဲမှာပဲရှိရတဲ့ချံကလူဆိုးတွေနဲ့ဝိုင်းပြီးဒီစာချုပ်ကိုလက်မှတ်ထိုးတဲ့။ ည်းပဲခုံချလိုက်တာအေးပါမယ်လေဒုက္ခတွေကလည်းလို့များလိုက်တာအမေကိုဘလို့ပြန်ပြောရမှာလဲလို့အဖွားကိုဘလို့ပြန်ပြောရမှာဓာတ်ရက်ဆုံးသွားပြီလေလက်မထိုးပြီးသွားပြီလုံးဝဆုံးသွားပြီဒီမေကပဋ္ဌာန်းကိုရှွတ်တဲ့လူတိုင်းကအကျိုးပေးတယ်ဆိုရဲဟာနာမိသွားအာ ဒါကောင်းတာပဲပေါ့ငါစိတ်ဆင်းရဲနေတယ်ငါအရန်ဒုက္ခရောက်နေတယ်ငါဘယ်လိုလုပ်မှမသိဘူးဆိုမာကြီးကအဲ့ချိန်မှာစပြီးပဋ္ဌာန်းတရားကိုစနာတာပဋ္ဌာန်းကတတော်လေးကိုဘဝကိုပြောင်းလဲသွားစေရဲ့ပေါ့ကိုယ့်အတွက်ကတော့ဘာသာရေးမလို့ဒီနော်ကျူကကြောက်လေဝထားတဲ့ငကက်ပေါ်မှာစိုက်လို့ဖြုတ်ဝဲတာကိုတို့ကဝဲဝါတယ်ပြ150နဲ့မရဘူးပြောလို့လည်းမရဘူးအစ်စ်လုံမယ်ဆိုလည်းမရအောင်အဲ့လိုလုံးဝလေသူ့စမ်းနေတယ် ဆက်လို့ဆက်ရမယ်မသိအောင်ပတ်စံကိုလေဘသူ့ကိုစပြီးအကျွေးဆက်လို့ဆက်ရမယ်မသိအောင်တကယ်မှာတငယ်ချင်းရင်းရှာကြီးလို့ထင်ထားတဲ့သူတွေရတယ်အမလေးရုံနေတိုင်ကတေးတိုင်နဲ့လောက်တာပဲကိုဘွားယူအဲ့မှာစပြီးတော့ဒါလာလောကဒဏ်ဆိုပြီးတော့စပြီး29နှစ်မှာမာကြီးအကြီးကျယ်စခန့်စားရတယ်အဲ့ချိန်မှာအမေကကျမကြီးတတော်မကောင်းဖြစ်လာပြီးစီးကြိုဝေဒနာရှင်ပေါ့နော်အဲ့တော့အမေကိုစိတ်ကူးရတာတစ်ဖက်အင်္ဂလာကားတွေပေးရတာတစ်ဖက်အမျိုးမျိုးပေါ့ဟိုမိဘတိမာဆိုလို့မာကြီးကဟိုလူရှိရတော်တော်တိတ်တိတ်ချီ9သိန်း9သိန်းကပြန်ဆက်ခံကြီးကို30ဖြစ်အော်ဟိုလူ ရှိရတိုးတိုးတိတ်တိတ်ချီ9သိန်း3သိန်း2သိန်းအဲ့တိုးတိုးတိတ်တိတ်တွေကဘလို့ဖြစ်လာလဲဆိုအခြေတဝင်းတွေသူတို့တွေကဖြစ်နေတာအတိုးကအရင်ကြောက်ဖို့ကောင်းတယ်နော်အတိုးကဘဝပြတ်တယ်အတိုးကဘဝတကယ်ပြတ်တာအတိုးကတကယ်ဘဝမှာလေဟိုအစစ်မပြေရင်လေမချီးတာမငားတာအကောင်းဆုံးပဲချီးငားပြီးသွားရင်အဲ့ဒီချီးငားတဲ့အနောက်ရဲ့ဒုက္ခလေအရန်ပြင်းထန်တယ်ကိုကိုကိုသေလောက်တဲ့အထိကိုခန်းစားခဲ့ရတယ်။နောက်ဆုံးငါကငါသက်သေမဲဆိုတဲ့အခြေအနေရဲ့အထိကိုရင်ဆိုင်ခဲ့ရတယ်။ မာကြီးတို့တက်လေးမှာခြံရှိရဲခြံကိုအတိုးရှိမှာသွားပေါင်မိရဲတိန်30နဲ့ပေါင်မိတာเนาะမြေရပေ20ပေ60တန်လင်းထဲမှာရှိတာအဲ့ခက်ကဆိုရင်အဲ့မြေရတိန်200ကျော်တန်နဲ့မြေเนาะပေါင်တာ30နဲ့အကျွေးရှင်ကမလောက်ထိကိုယ့်ပေါ်မှာရုပ်မှာလဲဆိုဟဲ့လာခဲ့လိုက်အောင်နင့်မြေကိုသူများချန်ခတ်ထားရင်အော်မာကြီးကတော့သဘောရိုးပေါ့အမေလည်းမသိသေးနဲ့အမေကိုစိတ်ကူထားတဲ့ပတ်စံဆိုတော့လိုက်သွားတယ်ဟိုလဲရောက်လဲရောက်ကောအဲ့ချမ်းမှာလူဆိုးတွေပေါ့ရုပ်ရှင်ကားထဲမှာပဲရှိရချင်တာလူဆိုးတွေနဲ့ဝိုင်းပြီးဒီစာချုပ်ကိုလက်မှတ်ထိုးတဲ့အော် ကိုကတယောက်ထဲလိုက်သွားအရာရာကိုလေးသိလားအမြဲတမ်းပေါ့နော်ကိုကယုံကြည်မှုက perfect ဖြစ်တတ်တဲ့စိတ်ရှိတယ်တယောက်ထဲလိုက်သွားတယ်အဲ့ချိန်တုန်းကပြောတယ်ကိုနဲ့တည်းရဲ့ကောင်လေးတယောက်ပြောပြတော့မလိုက်သွားနဲ့အမကျွန်တော်လိုက်ဖို့မယ်ဆိုရဲနားမထောင်ရအောင်ရပါတယ်သူတို့ကအဲ့လိုမှမဟုတ်တာသူတို့ကပတ်စံရှိနေတာငါတို့လိုလူတွေဘာလို့မှလဲလို့တွေးတယ်မတွေးပါနဲ့မထင်ပါနဲ့အရာရာတိုင်းပါလေအမြဲတမ်းတယောက်ထဲလဲမသွားလာပါနဲ့ပေါ့နော်လိုက်သွားတော့စာချုပ်တွေချပေးပြီးထိုးတယ်လက်မှတ်တယ်ငါရှိရပတ်စံချီးထားတယ်လေတဲ့အဲ့တော့တဲ့ငါးသိန်းထပ်ပေးမယ်ဒီချက်ကိုငါပိုင်တယ် 哦မိသားစုဘယ်လိုပြန်ပြောရမလဲမသိအမေကိုဘယ်လိုပြန်ပြောရမလဲမသိမိသားစုပိုင်ချန်ဆိုတော့ သွားပြီငါကတော့ပြဿနာတွေရှာမိပြီအိမ်ကိုဘလို့ပြန်ရမှန်းမသိဘူးပေါ့နော်စိတ်ညစ်လိုက်တာအမေကိုလည်းရှင်းမဖွင့်ရင်အဲ့မှာလက်မကြီးထိုးပေးခဲ့လိုက်အောင်ထိုးပေးပြီးတော့အဲ့ဝင်းရနေထွက်ပြေးလာတဲ့ခါစိုက်ကဲကလေးသမားဖိုးကြီးတောက်ပေါ့နော်ဦးလေးကိုသွားတွေ့ရပါပါသမီးတို့အရန်ကြောက်တာပဲရင်းနေတုံလိုက်တာအပရင်ဘာဖြစ်တာလဲသမီးအဲ့လိုအဲ့လိုလိုပဲဟဲ့သမီးရဲ့တဲ့အဲ့တုံကအဲ့နားကဘာလို့မထွက်လာသမီးကြောက်တယ်လေးလို့သူတို့ကလူဆိုးတွေနဲ့သမီးကိုတခုခုလှုပ်လိုက်သမီးကဘလို့လှုပ်နေအသက်ကလေးကလည်း29ဆိုတော့ဆုံးဖြတ်ချက်ကလည်းမရဲဘူးလေနော်အာနဲ့ပြန်လာအောင်ပြန်လာအောင်အဲ့ဖောက်ပြောသမီးမှလို့ပတ်စံလဲပါ ာမလားဘူးအဲ့ပါအဲ့ဒါတထောင်ပေးလိုက်မယ်တဲ့သမီးရပြန်လို့ရပြီလားရရင်ဖုန်းလေးရတစ်လုံးပါတယ်မိုင်းလုံးဖုန်းစုပ်ပေါ့အာတန်လန်သထားကြီးစီးလာသထားပေါ်နေစင်းပြီအာရေသေးပဲခုံချလိုက်တာအေးပါမယ်လေဒုက္ခတွေရလဲလို့များလိုက်တာအမေကိုဘလို့ပြန်ပြောင်းရမှာလဲလို့အဖွားကိုဘလို့ပြန်ပြောင်းရမှာဓာတ်ရက်ဆုံးသွားပြီလေလက်မထိုးပြီးသွားပြီလုံးဝဆုံးသွားပြီဒီမြေကအယမ်းစိတ်ဆင်းရဲခဲ့တာပြန်လာတဲ့အချိန်မှာလုံးဝအဲ့ခုံချမယ်ပဲတွေးတာ တဲ့တရားပေါ့လေရောက်ပြီးတော့တရားလေတော့ကြောတငယ်ချင်းတရားဖုံးဆက်မိလေတငယ်ချင်းကဟဲရှာမရှင်နဲ့ယူမလာခဲ့ဘယ်မှသွားမနေနဲ့ငါရှိခဏလာအောင်မုတ်လေးပါလေးဝင်စားဆိုသူ့ကိုသွားပြီးရှင်ဖွင့်တော့ဖြစ်သည်များအကြောင်းကောင်းကြီးပဲတော့တငယ်ချင်းရဲ့ထားလိုက်တော့သူ့စေတနာသူ့အချိုးပေးလိမ့်မယ်။လောကကြီးမှာပေါ့နော်။ဟိုကိုယ့်စေတနာကိုယ်အချိုးပေးမယ်။နေမိပါကိုကြည့်ခဲ့တာမှန်တာပဲ။ဒါမိသားစုကိုကြည့်ခဲ့တာမှန်နေ။နေဘာမှဖြစ်မနေနဲ့။အားနဲ့စိတ်ငြိမ်နေတဲ့အိမ်ကိုပြန်လာတယောက်မှမပြောရဲဘူး။ဘူးမှမပြောရဲဘူး။အဲ့ချိန်မှာတရားနာမိရတယ်။ တရားနာမိတာတရားလည်းနာမိတော့တရားကကိုနာလိုက်တဲ့တရားကလည်းကိုယ်တွေအကျိုးပြုတယ်လို့ဖြစ်ရပဋ္ဌာန်းကိုရှုတဲ့လူတိုင်းကအကျိုးပေးတယ်ဆိုတဲ့ဟာကိုနာမိသွားအာဒါကောင်းတာပဲပေါ့ငါစိတ်ဆင်းရဲနေတယ်ငါအရန်ဒုက္ခရောက်နေတယ်ငါဘယ်လိုလုပ်မှမသိဘူးဆိုမာကြီးကအဲ့ချိန်မှာစပြီးပဋ္ဌာန်းတရားကိုစနာတာ စားပြီးညတိုင်းည12နာရီဆိုပဋ္ဌာန်းရွတ်ပြီးရွတ်ပြီးရွတ်တခါရေချိုးရဲမိုးချိုးရဲအမွေးနှံသားရင်းနဲ့ပဋ္ဌာန်းစားအောင်တိတိချာချာတို့ပေါ့နော်မေတ္တာတုတ်တီးနဲ့တိတိချာချာအောင်ရွတ်တာပေါ့ခေါင်းလောင်းကြီးတတိတိနဲ့အဲ့ချိန်မှာအမေကအဲ့ရတွေကနေဘာပြောလဲဆိုတော့တရုတ်တရဲမှပြန်လာပြီကွာဈေးရောက်ပြီးပြန်တက်လာဟာတီးပြန်ပြီဟိုမှာခေါင်းလောင်းကြီးတရုတ်တရဲမှပြန်လာပြီတရုတ်တရဲမှပြန်လာပြီအမေကလည်းအဲ့လိုပြောပါနဲ့ဒါသမီးကချမ်းသာခြင်းလို့အာအမေကငါပေါ်နေဘသူကပြောလိုက်ပြန်ပြီလေခေါင်းသီးမအမေကအဲ့လိုမျိုးပေါ့နော် အားလည်းကွာရွတ်တယ်ရွတ်တယ်ရွတ်တယ်သုံးနှစ်တိတိရွတ်ခဲ့တယ်နော်သုံးနှစ်တိတိပြည့်တဲ့အချိန်မှာလဲဘဝကအတုံရောင်းတုံးပဲဘာမှလည်းအစိမ့်မပြေသေးဘူးဒီတိုင်းပဲအကျွေးရှင်နေနဲ့ဒီအတိုးရှင်နေနဲ့ဒီလိုပဲလုံးလက်ချလဲလိုက်နေတော့အေးပေါ့ဒါလည်းပထန်းရလဲလို့ဘာမှလည်းမဟုတ်ဘူးလို့ဖုံဖုံတို့ကပြောတော့ပထန်းရွှေ့ရင်လို့အစင်ပြေတယ်ကောင်းတဲ့ဟာတွေဖြစ်တယ်သုံးနှစ်တောင်ပြေသွားပြီလို့ဘာမှလည်းမဖြစ်ဘူးနေပါစေတော့လေးလို့ဒါငါကံပဲလို့ငါနဲ့အချိုးမပေးလို့ပဲနေမှာပါလို့နေနေရပါတော့ အချိန်မှာဘာမပြောညာမပြောနဲ့တူမာလေးကိုငရုတ်သီးနှံကဲကြော်ငရုတ်သီးနှံကဲကြော်လေးကိုထားပြီးအိမ်မှာတတဲ့ကြော်ပြီးတူမာလေးပန်းရောင်လေးကိုချွေးလိုက်ရတယ်သူစားပြလိုက်ရတယ်နောက်နေ့မှာငရုတ်သီးနှံကဲကြော်အိမ်ရှေ့ရနေတန်းစီဝဲတာဟိုးဘက်ပလက်ဖောင်းကိုပါရောက်ပြီးရက်ွက်လူကြီးရအောင်ပြန်မေးရဘာရောင်းလိုက်တာတော့ ကျမလည်းမသိဘူးလို့ငီယုတ်တီးကိုကြော်ရောင်းလိုက်တာပဲအဲ့ဒါနေပြီးတော့စပြီးတော့မမကြီးကြွေးကြရဲလို့ online ပေါ်ရောက်လာရင်ပတ်ဆက်ကအရန်ကိုရှာစရာမလိုတော့ဘဲနဲ့အန်အော်စရာဖြစ်ပြီးတနေ့တနေ့ကိုအော်လုံးဝရောင်းကောင်းတာပေါ့ပြောစရာချုံရင်ပြောပြ ောင်မှကအမေကတော့ကိုဗစ်မှာဆုံးသွားပြီဆိုတော့အခုဒါအမေမရှိမှအောင်မြင်တာပေါ့အမေကိုတောက်လျှောက်ကြည့်ခဲ့ရကြည့်ခဲ့တဲ့အချိန်မှာအမေကအမြဲစုတောင်းပေးတာငါသမီးလေးကချမ်းသာမှာမိဘကိုကြည့်ရမိဘကိုသိတော့တော့အမေတို့လည်းဒီခြံကိစ္စကြီးသိသွားတာပေါ့နော်အဖွားဆိုတည်တည်ချင်းကိုယ်လည်းဘင်းတက်ညစ်ထားတာသူ့ကိုအဲ့လိုလုံးဝမလားပေါ့နော်မိသားစုဟောက်ကိုကလည်းအခါကျတော့ငိုကယူကပေါ့ဒါကတကယ်ဖြစ်ခဲ့တာကိုမယုံအိမ်ရမိသားစုကအစတော့ကဘလို့ထင်လဲဆိုဒီခြံကိုကိုကရောင်းလိုက်တယ်ရှိုးပွဲတွေကြည့်တယ်ကိုစီလျှောက်သုံးလိုက်တယ်မိသားစုမောင်နှမအကုန်လုံးအဲ့လိုပဲထင်တာ ွားတော့လဲမိသားစုကိုအိမ်ထဲယာနဲ့ပြန်ထားတယ်မိသားစုကိုလိုလေစိတ်မရှိအောင်ထောက်ပံ့တယ်ဘာလို့လဲဆိုတော့ငါအမလုပ်ခဲ့ဘူးတယ်ငါမောင်နှမတွေအပေါ်မှာငါမိသားစုတွေအပေါ်မှာငါပေးဆက်ရမှာပဲဒါကိုလုပ်ခဲ့တာတော့တစ်ချိန်နဲ့လုပ်တာเนาะကိုပေးဆက်တာတော့ညီမလေးတို့အမြင်ပဲတောက်လျှောက်ပေးဆက်တယ်ဘာလို့လဲဆိုတော့အကြီးတယောက်ဖြစ်တယ်မိဘနှစ်ပါးမရှိတော့တဲ့မောင်နေညီမတွေအပေါ်မှာငါသည်အဖေငါသည်အမေငါအသက်ရှင်သူရတော့ငါမောင်နှမကိုငါကြည့်ရမယ်ဆိုရယ်စိတ်နဲ့ကြည့်တယ်ဒီနေ့ချိန်မှာပေါ့နော် online ပေါ်မှာအားပေးနေတဲ့သူအကုန်လုံးကိုလည်းကျေးဇူးတင်တယ်ပေါ့နော်အဲ့ဒီလမ်းမေးတနေရာကနေပြီးတော့မထင်ထားဘဲနဲ့ ဟိုဒီလိုမျိုး mini market တွေဖွင့်နိုင်ခုလိုရေသနာတွေရောင်းနိုင်တဲ့အချိန်တော့အားပေးမှုကိုမကြအောင်ဟောဘောเนาะဘယ်နေရာရောက်ရောက်အားပေးရဲ့ကို့ဘောအရန်ကျေးဇူးတင်နေအဲ့ဒါကလည်းပဋ္ဌာန်းတကူပါလို့เนาะခုဒီနေ့ချိန်ထိပဋ္ဌာန်းက မြေနံပူဇော်ရယ်ဘယ်နေရာလုံးလို့စိုင်းနေဖွင့်ပြီဆိုလဲပဋ္ဌံပဲဟွာဖုံဖုံနေကိုပိနေပဋ္ဌံတရားပဲမရမစုံမာကြီးအတွက်ကတော့လေအရန်စိတ်ညစ်တယ်အရန်စိတ်ပင်မတ်ပြီဆိုရင်အလုပ်တွေဘလောက်ပဲမအားမအားပဋ္ဌံလေးညဆိုရင်ရေမိုးချိုးပြီးယူပြီးသွားစိတ်ကိုငြိမ်းချမ်းသွားတာပဲသိရမလားကိုပဲမသိစွမ်းအားတွေရလာသလိုလိုကိုစိတ်ကလေနော်ပဋ္ဌံကတော်တော်လေးကိုဘဝကိုပြောင်းလဲသွားစေရပေါ့ကိုအတွက်ကတော့ဘာသာရေးပေါ့လေနော်